တခိုးတခိုးတခိုးမျိုးလောက်ကြပါအောင်တော့ခြံထဲကိုတခိုးတွေဝင်နေလို့လာကြပါအောင်အမျိုးသမီးတယောက်ရဲ့စူးစူးရှာရှာအော်ဟစ်အကူအညီတောင်းတန်ကပေါ်ပေါက်လာတယ်တော့တယ်။သူမရဲ့အော်တန်းကြောင့်အနီးဝန်းကျင်မှာရှိတဲ့ရွာသားများလည်းပြေးလာကြတော့တယ်။ဘယ်မှာလဲဘယ်မှာလဲတခိုးကအတော့ခြံထောက်နားမှာပဲကွလိုက်ရှာကြကွ ရွာသားများဒုတ်သားများဆွဲပြီးတော့တခိုးလိုက်ရှာကြတော့တယ်တွေ့လားကွာတခိုးငါတို့ဘာမှမတွေ့ဘူးမင်းတို့ရောငါတို့လည်းမတွေ့ဘူးတခိုးကဘဲရောက်သွားပါလေရွာသားများတခိုးအားအတော်ကြာတဲ့အထီကိုလိုက်ရှာပါတော့တယ်နောက်ဆုံးတော့ဘာမှမတွေ့တော့အော်ဟစ်အကူညီတောင်းသူအမျိုးသမီးကြီးထံသူပြန်ရောက်လာကြတော့တယ်တွေ့ရလားကွယ်အမျိုးသမီးကြီးရဲ့မေးလိုက်တော့အတန်းကျွန်တော်တို့ဘာမှမတွေ့ခဲ့ဘူးတော့ရဟောဟုတ်ရလားကွယ်ဟုတ်တယ်ဗျကျွန်တော်တို့နေရာနဲ့လည်းရှာပြီးပြီဘာတခိုးမှလည်းမတွေ့ဘူးအိမ်ပေါ်မှာရောကြည့်ပြီးပြီလားအတော်ရဲ့ အိမ်မော်ကိုတော့မတက်ပါဘူးကွအတော့ရဲ့ခြံတော့မှာမဲ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 နဲ့တွေးလိုက်တာမသိမ့်နင်းတခိုးကိုတေချာတွေးလိုက်လားသူတို့ထဲမှာအသက်ကြီးကြီးနဲ့အဘမြိုင်စုသူကမေးလိုက်ခြင်းပဲဖြစ်တယ်ကျမမျက်စိနဲ့တေချာကိုမြင်လိုက်တာအော်ဟိအကူညီတောင်းသူဒေါ်ကြီးသိန်းကလည်းအဘမြိုင်ကပြန်ဖြေလိုက်လေတော့တယ်ဒါနဲ့နေပါဦးနေ့ခြံထဲမှာခိုးစားစရာကဘာမှရှိလို့တော့ဘာမှတော့မရှိပါဘူးဦးကြီးမြန်ရဲ့ကျမရဲ့ခြံသားတောင်းမှာတော့ကြက်တွေပဲရှိတာပါဟောတွားကြည့်ပါဦးကြက်တွေဘာတွေပါသွားသေးလားလို့ဟုတ်ကဲ့ဟုတ်ကဲ့ ငါတို့တို့ခဏလောက်လိုက်သွားပြီးကြပါအောင်ကွာဟုတ်ကဲ့ပါအဘမြတ်ဒေါ်သိန်းနဲ့လူငယ်တစုချက်တွေကိုတိတ်ထားတော့ခြံကြောင်နားကချက်ချံရှိရာကိုရောက်သွားလေတော့တယ်အိမ်နဲ့ချက်တွေတိတ်တဲ့နေရာကတော့တိတ်ပြီးတော့မဝေးမြင်နေရပါတယ်အမလီအမလီကုံပါပြီတော့ကုံပါပြီဘယ်နှကောင်ပါသွားလဲမသိပါဘူးငါချက်ဖာကြီးတကောင်တော့ပါသွားပြီကွယ်ဟုတ်လို့လားအတော်ရဲ့ဟုတ်တာပေါ့ကွယ်ညနေကငါကိုယ်တိုင်ခြံထဲမှာထည့်ထားတာအခုမရှိတော့ဘူးတေချင်းစုတခိုးငါချက်ခိုးပြီးတော့မျိုးစုံမဲ့တခိုးအယိုးနေပြီတေးပါစီတော့တော်ပါတော့အတော်ရဲ့ချက်လေးတကောင်ပါသွားတာကိုများဟဲ့ နင်တို့ဘာသိလို့တော့ကြက်တကောင်ဖြစ်လာဘူးငါအချင်းကြီးအများကြီးပေးထားရတာဟဲ့တေချင်းစုံကာလနာမွေပွေးကမြင်မြန်သိပါစေတော့ဒေါ်သိန်းကသူမရဲ့ချက်ကိုတခိုးခိုးသွား၍မကျင်မနဲ့ဖြစ်ပြီးတော့တခိုးအားအမျိုးမျိုးချိန်ဆနေပါတော့တယ်သူတို့တွေအိမ်ရှိကိုပြန်ရောက်လာတော့အဘမြန်ကကြက်ပါသွားလို့လားမသိန်းရဲ့ပါသွားတာဗောကျမရဲ့ကြက်ဖတကောင်ပါသွားပြီတေချင်းစုံတခိုးတေစိုးနဲ့သိပါစေတော့ဒေါ်သိန်းတယောက်သူမရဲ့ကြက်ဖလေးပါသွား၍တခိုးကိုဆဲဆုံနေပါတော့တယ်အဘမြန်ကဒေါ်သိန်းအား ဒါနဲ့ပြောစမ်းမအောင်နင်းသခိုးကိုမြင်လိုက်တာဟုတ်ရောဟုတ်ရဲ့လားဟုတ်တာပေါ့ဦးကြီးရဲ့ကျမတေးချာကိုမြင်လိုက်တာသူ့ပုံစံကလည်းအသားမဲမဲအရက်ကမြင့်မြင့်ပဲမျက်နှာကတော့တိတ်ပြီးမသေးခွက်လိုက်ဘူးပြီးတော့လေလူကိုမကြောက်တဲ့ပုံစံပဲအဲ့သခိုးကလေကျမသခိုးသခိုးလို့អော်နေတဲ့အချိန်တော့ထွက်မပြေးဘူးတော့ရွာသားတွေခြံဝရောက်မှမတွေ့တော့တာဟောဟုတ်ရဲ့လားဟုတ်တယ်ဦးကြီးမြိုင်ရဲ့အဘမြိုင်ကတေးသေးချာချာစဉ်းစားနေပုံပဲခဏကြာတော့တခိုးကမျက်စိရှည်လေးတွေပျောက်သွားတယ်ဆိုတော့လေစဉ်းစားစရာပဲငါထင်တာမမှားဘူးဆိုရင်တော့ခိုးတဲ့သူကိုငါသိတယ်ဟုတ်ရဲ့လားအဘရဲ့ မြေမြေပြောစမ်းမအောင်ဘာလို့လဲဆိုတာကိုရွာသားများနဲ့ဒေါ်သိန်းကလည်းအဘမြိုင်မှာတခိုးတည်တယ်ဆို၍မြေသူများတခိုးဖြစ်နေသည်ကိုသိကျနေကြတော့တယ်။ငါလည်းအတိအကျတော့မပြောတတ်ဘူး။ဒါပေမဲ့ငါထင်တာမှမဟုတ်ဘူးဆိုရင်တော့ကွင်းကြီးတဲကတရဲမွေးတဲ့အေးကိုပဲနေမယ်။မွေးထားတဲ့အကောင်လို့ပဲထင်တယ်။ဟင်ဟာဟုတ်လား။ဒေါ်ကြီးသိန်းရဲ့ရွာသားများဗဇက်အဟောင်းသားဖြစ်ကုန်ကြလေတော့တယ်ဒေါ်သိန်းဆိုရင်လည်းသူမရဲ့ဗဇက်အားလက်နဲ့အတင်းပြန်ဖိမိတော့တယ်အတန်မေမထွေရတော့ဘင်းအတန်ကလည်းတုံတုံကြီးကြီးဖြစ်ဟုတ်ဟုတ်ဟုတ်ရလားဦးကြီးရဲ့ ငါလည်းထင်တာကိုပြောတာကွယ်ရွာသားတွေကလည်းဘာသမ်းမှကိုမထွက်ရကြတော့ဘေးကဲကဲပြန်ကြတော့ပြန်ကြတော့အချိန်လည်းမနေတော့ဘူးတော့ပြန်ဤကြတော့ည10နာရီခန့်ရှိပြီဖြစ်၍ရွာသားများလည်းပြန်သွားကြလေတော့တယ်ဒေါ်သိန်းကတော့အသက်40ဝန်းကျင်အပြိုကြီးဖြစ်ပြီးတော့ကက်စီအလွန်နဲသူတယောက်ပဲဖြစ်တယ်ဆွေမျိုးတော်ဆက်သူ25နှစ်ထန်တူမားနဲ့စီးပွားရေးကကြက်မွေးဘဲမွေးငွေရိုးပြီး နေထိုင်တာကတော့ကွင်းကြီးအစုအေယာဝတီတိုင်းမယန်းကွင်းရပဲဖြစ်တယ်။နနက်မိုးလေတော့ကိုအေးတယောက်အေယာမှာအစောကြီးထပြီးတော့နနက်၄နာရီခန့်မှာမျက်နှာတက်ပြီးတော့နေ့စဉ်လုံနေကြအလုပ်တစ်ခုလိုဖြစ်နေတဲ့အိမ်အနောက်ကနေပြီးတော့ခြံတောင်လေးသို့ထွက်လာခဲ့တော့တယ်။ခြံတောင်နားဇပလီယုံကြီးအရှိကိုရောက်တဲ့အခါမှာတော့ကျက်ဖတကောင်အားကောက်ဝလိုက်လေတော့တယ်။ငါတီတီချာချာမှားထားရက်နဲ့ခိုးလာပြန်ပြီကွာ။သူများခြံကကြက်ဒီဘဲဒီမခိုးပါနဲ့လို့ပြောလို့ကိုမရဘူး။ ပြေတော့ပြေတော့နဲ့ပြောဆိုပြီးတော့ကြက်အသေးအယူပြီးတော့အိမ်တို့ပြန်လာခဲ့လေတော့တယ်။ခြံတောင်းတဲ့အိမ်ကတော့တော်တော်လေးလှမ်းပါတယ်။ အင်းကသူ့ပိုင်းလေခွက်ထဲပေါ်မှာစောက်ထားပြီးတော့ခြံလေတော့ခတ်ထားလေတော့တယ်အီကိုကတော့အသက်35နှစ်ခန့်ရှိပြီးတော့မိမနဲ့ကလေးပါရှိသေးတယ်စီးပွားရေးကတော့လေလုံးကြက်မွေးပဲမွေးပြီးတော့နွားတွေပါမွေးသေးတယ်သူ့ရဲ့ကလေးကအသက်တနှစ်ယောက်ျားလေးဖြစ်ပြီးတော့သူကတော့အောက်လန်းပညာလေးနည်းနည်းပါးပါးတက်သေးတယ်ဒါကြောင့်သူကတရေတကောင်ကိုမွေးထားတယ်အရင်ကတော့သူ့တရေကိုမွေးဖို့စိတ်ကူးမရှိခဲ့ပါဘူးသူတို့လင်မယားနှစ်ယောက်ရွာပေါ်သို့ညာညာနေသွားတော့ခြံထဲမှာရှိတယ်ကြက်နဲ့ဘဲသုံးကောင်လောက်ကပျောက်သွားတော့သူ့တရေတကောင်လောက်မွေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တော့တယ်တရေကိုခြံနှောင်း ောက်ကဇပလင်ယုံလေးမှာကြက်သွေးလောင်းပြီးတော့မွေးထားခဲ့တာပဲဖြစ်တယ်။တရဲမွေးကလေးကအလွန်အားကိုးရပြင်မယ်။အခုတော့အဲ့တလို့မဟုတ်တော့သူ့ကိုစပြီးမွေးတော့အကောင်သိပ်ပြီးတော့မကြည့်သေးဘူးလေ။နှစ်နှစ်ဆိုတဲ့အချိန်လေးမှာပဲတရဲကအကောင်တော်တော်ကိုကြည်လာခဲ့ပြီဖြစ်တယ်။အရင်ကတရဲကိုအစာကျွေးရင်တစ်လမှတစ်ခါကျွေးရတယ်။ကျွေးရင်လည်းအမဲသားမှစားတာ။တခုတော့ရှိတယ်။သူကအသားစိမ့်ဆိုရင်တော့သိပ်မကြိုက်ဘူး။ချက်ပြီးသားမှစားတာ။အဲ့တော့အဆင်ပြေတာပေါ့။တရဲကိုလည်းကျွေးမိသားစုလည်းစားပါဗျာ။အရင်ကတော်တော်လေးကိုလိန်မာခဲ့တာ။ ပြောလို့ဆိုလို့လည်းရတယ်။ယခုတော့သူပြောတဲ့စကားကိုတောင်နားထောင်ခြင်းမမရတော့ဘူး။ဘယ်ရတော့မလဲ။သူ့ကိုယ်လုံးကလည်းတော်တော်လေးကိုကြည်လာပြီလေ။အရက်ကလည်းကိုတောင်ပြန်ပြီးတော့မော့ကြည့်နေရတယ်။အသားတွေကလည်းမဲလို့မျိုးလုံးတွေကလည်းတော်တော်လေးကိုကြည်နေပြီဖြစ်တော့။နွေရွက်ကြီးတွေကလည်းအကြီးကြီးဖြစ်နေပြီ။တရဲနဲ့ပဲမတူတော့ပဲတပတ်လိုတောင်ထင်နေရပြီလေ။ အကောင်ကြီးလာတော့သူ့ကိုကျွေးနေတဲ့အစာကလည်းမလောက်တော့ဘူးတလားတစ်ခါသာကျွေးနေကြတာကိုယခုတော့သူလည်းမဝတော့ဘူးထင်ပါရဲ့အရင်ကကြက်တွေပဲဒီတစ်ခါမှမခိုးဘူးပါဘူးသူစပြီးဖောက်လာတာကတော့တနေ့မနေ့အစောကြီးအေးကိုအိတ်ရကထားတော့အိမ်နောက်ဘွေးမှာရေးထည့်ထားတဲ့စင်ကိုးတွေနားမှာမျက်နှာတက်မလို့သွားတော့ဟာ ငရဲကြီးတကောင်မလားအရှင်ကြီးငရဲကရိုးထဲကတက်လာတာလားတော့မသိပါဘူးငရဲကတော်တော်လေးကြီးပါတယ်အေးကိုလည်းငရဲကြီးကိုဖမ်းလိုက်ပြီးတော့အတော်ပဲဟင်းစားရပြီမနဲ့ရောက်တော့မိမအချက်ခိုင်းပြီးတော့စားလိုက်ကြလေတော့တယ်ဘာကူမှသူ့ကိုလည်းသတိမထားမိလိုက်ဘူးသူမွေးထားတဲ့တရေကသူ့ကိုကျွေးမဲ့ထင်ပြီးတော့မျောနေတာမစားလိုက်ရတော့ဒေါသတွေထွက်လာတော့ပေါ့ငါကငါ့ကိုကျွေးမဲ့ထင်ပြီးတော့ငရဲကိုသွားဖမ်းလာခဲ့တာအခုတော့ငါ့ကိုမကျွေးကြဘူးနောက်တော့သူညာဘက်တွေရွာထဲကိုသွားပြီးကြက်တွေဘဲတွေကိုခိုးပြီးပြန်လာတယ်ပြီးရင်တခင်ရဲ့အိမ်ရှိမှလာပြီးချထားခဲ့တယ်နောက်တော့အိမ်ရှိမှသွားမထားတော့ပဲ ဲ့သူနေတဲ့စပယုံရှိမှာပဲထားတော့တယ်။တရေတခုပေါ့ဗျာ။ကွင်းကြီးစုကနေရွာပေါ်ကိုနွားလဲနဲ့သွားလျင်တော့နေတဲ့ဝက်ခန့်တော့သွားရတယ်။တရေကကြက်တွေဘဲတွေပဲခိုးတယ်။လူတွေကိုတော့အန်ဒီယံမပြူဘူး။တခုတော့ရှိတယ်။သူ့တခင်ရဲ့ချံကိုတော့ညဘက်တခိုးမဝင်ရအောင်တော့ခြောက်လန့်နေတယ်။အရင်ကအရန်ခြောက်လုံးလို့အေကိုတို့မိသားစုမရှိတဲ့အချိန်ဆိုရင်တော့ဘယ်သူမှမလာရဲကြဘူး။ဒစိမ့်တွေမပြောနဲ့။လူရင်းအောင်မှာခြံထဲကိုလူမရှိရင်လည်းမလာရဲကြဘူး။ ကြာလာတော့သူတို့ခြံနာကိုတခိုးတွေကမကက်ရဲတော့ဘူးပါဗျာ။အီကိုတယောက်လည်းအလုံးမင်းစိတ်ညစ်နေတယ်။တုံမွေးထားတဲ့တရဲကအခုဆိုရင်နာမည်ကြီးနေပြီးသူတို့နေတဲ့ကွင်းကြီးစုမှာတော့အင်ဂျီ60ခန်းရှိလေတယ်။နေကင်းမဲ့ဒေသသူတို့အင်ကိုလာလဲရဲကြပြီးတော့ညနေနေဝင်ချိန်ရောက်ရင်တော့လူတွေကတိတ်ပြီးတော့မလာရဲကြတော့ဘူး။ညဘက်ခြံနာကိုကပ်ဖို့ဆိုတာကဝေလာဝေးပေါ့ဗျာ။တရဲကလည်း6တားမှအရင်ကျန်းနေပြီးပြီးတော့ခိုးလဲခိုးတတ်နေပြီလေ။သူ့ခြံထဲမှာမွေးထားတဲ့ကြက်တွေဘဲတွေကိုတော့ဘာမှမလုပ်ဘူး။ပျောက်လဲမပျောက်ဘူး။သူခိုးလဲမခိုးဘူး။ဒါပေမဲ့လို့အီကိုခြံကတရဲကကွင်းကြီး ီတရေဆိုပြီးနာမည်ကြီးနေကြတယ်။အေးကိုတယောက်တော့အရင်ပဲစိတ်ညစ်နေတော့တယ်။အဲ့ဒီတရေကအရင်ကအလုံးမဲလိန်မာခဲ့တာပါ။ဒီ channel ကိုမရောက်ခင်ကကျွန်တော်မှနေကြရဲလို့တိတိကျကျလည်းမရှိပါဘူး။အလွန်ကြည်ပြန်းနဲ့ကွင်းကြီးထဲမှာကွင်းမိုင်ကြီးရဲ့ခွင့်ပြုချက်နဲ့ရှောက်သွားနေခဲ့တာ။စားစရာကလည်းမမေရရမရှိဘူး။တဲစုသဘောမျိုးတော့ဖြစ်နေတာပေါ့။အိမ်တွေကစွန့်ပြဲတဲ့စားကျင်းစားကြံလေးတွေအညီအဟောက်တွေကိုရှာပြီးတော့စားရတယ်။တခါတလေတော့လေရေခန်းကားလေးတွေကိုဖမ်းပြီးတော့အစိမ့်မဲစားရတာလေ။ ျွန်တော်ကသားစိမ်းကားစိမ်းတွေတိတ်ပြီးမကြိုက်ပါဘူးကျွန်တော်အခုနေတဲ့ခြံသားကိုရောက်တော့တရဲမွေးဖို့ခေါ်လာတာနဲ့ကျွန်တော်သူ့စီကိုသွားပြီးတော့ဂတိကဝုနဲ့နေခဲ့တာပါကျွန်တော်ကိုတခင်အေးကိုကနေစရာနဲ့စားစရာတစ်လတစ်ခါကျွေးပါတယ်ကျွန်တော်လည်းနေစရာနဲ့စားစရာပေးထားတဲ့တခင်ဖြစ်သူရဲ့ဇကားကိုတော့နားထောင်ခဲ့ပါတယ်ခြံထဲကိုတခိုးကရင်လည်းအမျိုးမျိုး၆လန့်လှုပ်ပါတယ်တခိုးတွေမလာအောင်တော့ကျွန်တော်၆လန့်ခဲ့ပါတယ်တခင်အိမ်မှာကကြက်တွေပဲတွေမွေးပြီးတော့နွားလည်းမွေးထားပါတယ် ကျွန်တော်ရောက်ခါစားကတော့တခင့်စီမှာတော့ခလေးမရှိသေးပါဘူး။ယခုတော့ခလေးတယောက်ရနေပြီလေ။ကျွန်တော်လည်းခလေးချစ်တတ်တော့ခလေးငိုရင်ပကတ်လွှဲပေးတယ်။ခလေးချော့ပေးတာပေါ့။တခင်လည်းသိပါတယ်။ကျွန်တော်ကခလေးထိမ့်ပေးတာကိုတခင်ပြည့်သူရဲ့ဇနီးကတော့ကျွန်တော်ကိုမမြင်ဘူးပါဘူး။ကျွန်တော်လည်းသူမကြောက်မှဆိုးတဲ့အတွက်ကြောင့်မလို့တခါမှကျွန်တော်ရဲ့ပုံစံကိုမပြခဲ့ဘူး။အကယ်လို့ကျွန်တော်ပုံစံကိုပြလိုက်ပြီးတဲ့နောက်မှာနေရာတွေမဲ့တက်ပြီးသေသွားနိုင်တယ်လေ။အီကိုတယောက်အကြံထုတ်နေတော့တယ်။ စိတ်လဲတိုးနေသည်လူတွေကလည်းသူ့ကိုတိတ်ပြီးတော့ကြည့်မရတော့ဘူးကွင်းကြီးစုကကြက်ပြောက်တယ်လို့အတန်ကြားတာနဲ့အေးကိုမွေးထားတဲ့တရဲလက်ချက်မှန်သိနေကြတာပဲလေအေးကိုမွေးထားတဲ့တရဲရဲ့လက်ချက်လို့ထင်နေကြပြီးနောက်တော့ကြက်ပြောက်လဲစန်တိုးငှက်ပြောက်လဲစန်တိုးဖြစ်လာတာပေါ့ဗျာခုကစန်တိုးမဟုတ်ဘဲကွင်းကြီးတရဲလက်ချက်ပဲလို့လူတွေကထင်မြင်နေကြတာ ငါအကောင်မခိုးလဲတခိုးလို့ပြောနေကြတာပဲဒီကိစ္စကိုသူဘလို့ဖြေရှင်းရမလဲတွေးနေမိတော့တယ်တရဲနာမည်ကိုသူပေးထားတာကတော့မဲကြီးလို့ပေးထားမိတယ်အသားမဲလုံးလို့ပြီးတော့သူ့ကိုလည်းအလွန်ကြောက်တယ်လေသူစကားကိုအမြဲတမ်းနားထောင်နေကြယခုတော့သူပြောလို့ကိုမရတော့ဘူးသူပြောစကားကိုပင်နားမထောင်တဲ့ပုံစံပဲဒါပေမဲ့သူမွေးထားတဲ့တရဲကတော့အလွန်အားကိုးရပါသေးတယ်ခြံထဲကကြက်တွေဘဲတွေကိုတော့အပြောက်ရှာမရှိဘူးအောင်ကာကွယ်ဆောက်ရှောက်တယ်လေပြီးရင်နွားလည်းကြောက်မေးသေးတယ် နွားတွေကိုလည်းလှော့ချောင်းထားလို့ဘာမှစိတ်ပူစရာလည်းမလိုဘူးသူ့ရဲ့စဘာခင်းနေပဲခင်းကုန်တယ်ဝင်းပြီးမစားဘူးဘဲစားမလဲမဲကြီးကလိုက်ပြီးမောင်းပြီးထိမ့်ပြီးကြောင်းပြီးနေတာကိုဗျာ မဲကြီးကတွေ့သည်မလူတွေကိုလည်းမချောက်မလန့်ဘူး channel လူတယောက်မှမရှိချင်းဒစိမ့်နေဝင်လာရင်တော့ခြောက်လန့်ပြီးတော့လှုပ်လေရှိတယ်တခါကရဇောင်မိုးလာပြေကျော်တည့်ရက်နေ့တခိုးကြီးညပေါ့ဗျာကျွန်တော်တို့လင်မယားကလာပြေညမတိုင်ခင်၁၄ရက်နေ့ကပဲရွာပေါ်တို့တက်သွားကြတာရွာမှာမီးထုံးမွက်ကရှိတယ်လေပြီးတော့မိဘတွေကလည်းရှိသေးတာပဲကွင်းကြီးမှာကြံနေရခဲ့တဲ့အင်ကိုတော့စိတ်ပူစရာမလိုတော့ပဲတည့်ရက်မွေးပြီးတော့အဆောင်ထားခဲ့တာပဲနွားတွေရှိပင်မဲ့စိတ်ပူစရာမလိုဘူးလေပြီးတော့လည်းရွာပေါ်မှာတည့်ရက်နေ့ရက်လောက်ပဲနေမှာဆိုတော့လေသူ့မွေးထားတဲ့ခြံဆောင်ထားတဲ့တည့်ရက်ကိုလည်းတေးချာမှားထား ခဲ့တာလေနွားတွေကိုခြံတကားဖွင့်ပေးဖို့ပြီးတော့သူများတွေလယ်ထဲတွေကိုဝင်မစားဖို့သူ့ကိုလိုက်ကြည့်ခိုင်းတာပဲနောက်ပြီးနွားတွေခြံထဲသွင်းချိန်ဆိုရင်လည်းအပြောက်ရှာမရှိအောင်စစ်ဆေးဖို့မှာခဲ့တယ်လေတခိုးကြီးညကကွင်းကြီးအစုမှနေတဲ့ကာလာသားတစ်ဝိုက်ကဟဲ့ကောင်လေငါတို့ဒီညကြက်သွားခိုးအောင်ကွာအေးကွာငါတို့တွေချက်ခိုးပြီးတော့ခလာသားဟင်းတွေချက်စားကြရင်ကောင်းလား လူငယ်တွေ၁၀ယောက်လောက်စုပြီးကြက်ခိုးဖို့တိုင်ပင်နေကြတယ်။အေးတွားခိုးကြမယ်ကွာ။ငါတို့လူ၅ယောက်စီခွဲပြီးတော့တွားခိုးကြမယ်။မင်းတို့ကအကြီးလေးတော့ဘွားဆိုင်ရဲ့ခြံထဲကဘူးတီကိုတွားခိုး။ကြက်ပါခိုးလို့ရရင်လည်းခိုးခဲ့ကွာ။ဘူးတီတော့ပအောင်ခိုးလာနော်။ငါတို့ကတော့ကိုကြီးကိုခြံထဲကကြက်ကိုတွားခုမယ်သူတို့အိမ်မှာဘယ်သူမှလည်းမရှိဘူးမနေ့ကသူတို့လင်မယားတွေရွာပေါ်ကိုတက်သွားကြတာမနေ့လောက်မှပြန်လာမယ်ထင်တာပဲအေးအဆင်ပြေတာပေါ့ကွာ ငါတို့ကြိုက်တဲ့ကြက်ကိုရွေးပြီးဖမ်းယုံပေါ့။လာကွာပြောနေတာကြားတယ်သွားကြမယ်ကွာ။ကလာသားလူငယ်၅ယောက်ကအီကိုတို့ခြံသားကိုကတ်လာခဲ့လေတော့တယ်။အချိန်ကည7:00နာရီခန့်လာရောင်လေးကတော့လင်းထိန်နေတာကြောင့်သူတို့အတွက်အဆင်ပြေတာပေါ့။ခြံသားကိုရောက်တော့ဟဲ့အောင်နေငါချက်သိမ်းထလာပါလားကွာ။ကြိုးတွေကလည်းစိတ်ပြီးတော့ချက်သိမ်းတွေတဖျင်းဖျင်းနဲ့ထလာပြီကွာ။အေးငါတို့ရောပဲကွာ။ ငါတို့ကိုတယောက်ယောက်ကလာကြည့်နေတယ်လို့ပဲနော်မင်းတို့တော့မသိဘူးငါတို့ကြောက်နေပြီပြန်ကြမလားဟာမင်းတို့ကလည်းချမ်းဝပဲရောက်နေပြီဘာကြောက်စရာရှိလို့တော့ဒါလောက်လင်းထိန်နေတာကိုအတန်နဲ့နဲ့ကြီးသူအောင်အောင်က ပြောလိုက်ခြင်းပဲဖြစ်တယ်သူတို့လူငယ်၅ယောက်အေကိုတို့ channel ကိုဝင်မလို့လုပ်နေတော့မှာပဲလူငယ်တယောက်ကဟဲ့အောင်လေဟဲ့အောင်လေဟိုမှာဟိုမှာလူတယောက်ပါလားကွာအေးဗမာလဲကွာဟိုမှာလေကွာကိုကြီးကိုတို့အိမ်ရှိမှာထိုင်းနေတာကျန်တဲ့သူတွေကလည်းပြုတ်ပြဲပြီးတော့ကြီးလိုက်တဲ့ခါဟုတ်တယ်ကွာဘယ်သူလည်းမသိဘူးငါတို့လိုကြက်လာခိုးတဲ့လူလားမသိဘူးကွာမင်းတို့ကလည်းစဉ်းစားပြီးမှပြောကွာကြက်တခိုးကအဲ့လိုထိုင်နေပါမလားအေးကွာ တခိုးဆိုရင်လည်းခိုးပြီးပြန်มาဗောခုကကထိုင်းနေပါလားကိုဝေးကိုမြန်ပြန်လာလားမသိပါဘူးကွာဘယ်ကရောက်လာတာလဲညနေကငါတေချာကြည့်ပြီးမှလာတာပါကွာဘယ်သူမှပြန်မလာကြသေးဘူးတယောက်တခိုးစကားပြောနေတော့မှပဲဟာဘယ်ရောက်သွားတာလဲမသိဘူးကွာခုနကအေးရှိမှထိုင်းနေတဲ့လူမတွေ့တော့ဘူးကွာပြန်သွားတာနေမှာပေါ့ကွာခြံထဲဝင်မယ်သူတို့ငါးယောက်လုံးခြံထဲကိုရောက်လာတော့ငါချက်သိမ်းနေထလာပြီကွာငါဘာဖြစ်တာလဲမသိဘူးငါတို့ရောပဲသူတို့ငါးယောက်လုံးကြောက်နေကြပြီလာလာအချိန်မရှိဘူး အိမ်အောက်မှာကြက်ချန်လေးလှုပ်ထားတာကွကိုကြီးကိုအိမ်ကခြေတန်းရှိအိမ်လေးပါတဖြည်းဖြည်းသူတို့တွေကအိမ်နားကိုရောက်သွားလေတော့လေတပုတ်ပုတ်နဲ့ခဲလုံးတွေသူတို့အနားကိုကြက်လာပါလေရောဟာဟဲ့အောင်လေဒဲဒီလေတဖွဲဖွဲကြက်လာပါလားကွအေးဟုတ်တယ်ဘယ်သူပြက်တာလဲမသိဘူးကွပြန်ကြမယ်ကွမင်းတို့ကလည်းတတ်တိမရှိလိုက်တာကြက်ချန်နာပဲရောက်နေပြီကွတွားနှစ်ကောင်လောက်ဝင်ဖမ်းကွဖြစ်ဖြစ်ဖြစ်ပါမလားကွဘာဖြစ်လို့မဖြစ်ရမှာလဲကွငါတို့လူကြည့်ပေးထားမယ်ဟဲ့အောင်ခဏနေအောင်ကွဘာနဲ့လဲ အပုတ်နံကွာအေးအပုတ်နံကြီးတော်တော်ကိုဆူးရှတဲ့အနံမယ်နော်သူတို့နှာခေါင်းတွေကိုပိတ်လိုက်ကြလေတော့တယ်ပြောနေကြတယ်ကြက်ကိုဝင်ဖန်းကွာသူတို့ပြောနေတော့ကြက်ချန်တဲ့ကကြက်တွေကလန့်ပြီးအော်ပါလေတော့ကြက်တွေတော်တော်များများကလန့်နေတဲ့ပုံပဲဟိအောင်နေကြက်တွေဘာဖြစ်တာလဲမသိဘူးကွာတခုခုကိုလန့်နေတဲ့ပုံပဲလန့်လေလန့်ပါစေကွာဝင်ဖန်းတော့ကြတယ်လူငယ်တယောက်ကကြက်ချန်တဲ့ကိုဝင်ပြီးတော့ဖမ်းမလို့ကြက်ချန်တကားကိုအသားလေးဖွင့်ပြီးဝင်မလို့လို့တော့ဟိကောင်နေငါ့ကိုမဆွဲထားနိုင်လေကွာဟာငါတို့ကမင်းကိုမဆွဲထားပါဘူးကွာငါဝင်လို့မရဘူးကွာတယောက်ယောက်ဆွဲထားသလိုပဲငါ့ကို အချင်းချင်းကြည့်မိလိုက်ကြတော့လေမဝင်တော့ပဲပြန်လှည့်ကြည့်တော့အောက်မလေးပြာတရေကြီးတရေကြီးအော်ဟေးပြီးအလန်တကြားနေထွက်ပြေးလေတော့လေကျန်တဲ့သူတွေလည်းတရေတရေလို့ဆိုပြီးတော့អော်ပြေးကြတော့လေခြံတကားအနားရောက်တော့ခွနကသူတို့ဖွင့်ခဲ့တဲ့တကားကပိတ်ရသားကြီးဖြစ်နေတော့လေခြံစည်းဘော်ကိုတက်ခွာပြီးပြေးကြလိပါရောဗဇက်ကလည်းဘယ်တရောင်းစားကတကားပိတ်သွားလဲဆိုတာမသိဘူးဆိုပြီးတော့တကားပိတ်တဲ့သူကိုလည်းဆဲပါလေရောဗျာအမှန်တော့တရေကပိတ်ထားတာပဲဖြစ်လေတော့လေတရေမဲကြီးကလည်းငါဆဲရမလားဆိုပြီးတော့လဝါနဲ့ဆဲသူကိုရိုက်ထည့်လိုက်လေတော့လေကြက်လာခုတဲ့ကာလာသား9ယောက်လည်းနောက်ကျတဲ့6ယောက်သစ္စာ ပါဘူးလို့ဆိုပြီးတော့ထွက်ပြေးကြလေရောဗဇက်ကလည်းတရေကြီးတရေကြီးလို့អော်ပြီးပြေးကြတာပေါ့ဗျာသူတို့စီစဉ်ထားတဲ့ကလာသားဟင်းလဲဘယ်ပြောက်လို့ဘယ်ရောက်မှန်းတော့မသိတော့ပါဘူးအဲ့တရင်းကကွင်းကြီးတစ်ခုလုံးကိုပြက်နှံသွားလေရောအဲ့တော့မှကိုအေးကိုရဲ့ channel မှာတရေမူးထားမှန်းကိုသိလိုက်ရလေတော့တယ်တရေရဲ့ရိုက်ကိုခံလိုက်ရတဲ့ကာလာသားလူငယ်လေးကလည်းအပြင်းပြပါတော့တယ်။ကြောပုံမှာလည်းလဝါရကြီးနဲ့နောက်မှာဆရာတွေကိုခေါ်ပြီးကုသလိုက်ရတော့မှပျောက်သွားတော့တယ်။ အပြင်းပြားနေတော့မှလည်းဗဇက်ကတရေကြီးတရေကြီးအော်ဟေးပြီးထွက်ပြေးမလို့တွေလုံနေလို့ဝိုင်းပြီးတော့တောင်ဖမ်းထားရသေးတာပေါ့အဲ့အချိန်ကစားပြီးအေဂိုတို့ခြံနာကိုတိတ်မသွားရတော့ဘူးအခုဆိုရင်တော့တရေကပို့ပြီးစိုးလာတော့တယ်သူ့ကိုတခင်ဖြစ်သူအေဂိုတို့ကကြွေးတဲ့အစာကိုလည်းမဝါတော့ချက်ခိုးဘဲခိုးတွေကပြုတ်လုလာနေတော့တယ်ခြောက်တာလည်းအရန်ကိုခြောက်လာတော့တယ်နေကင်းကြောင်တော့တော့လူတွေကတိတ်ပြီးမသွားရတော့ဘူးညဘက်ဆိုရင်တော့ခြံနာကပ်ဖို့ဝေလာဝေးပေါ့ဗျာအေဂိုတို့အိမ်ရှိကိုဖျက်ချောက်သွားရင်တော့ခြံရှိကိုရောက်တာနဲ့အလိုလိုကြက်သိန်းတွေကထလာတာအမဲသားလာရောက်တဲ့အသေးတွေဝသားပေါ် ်ပြီးလာရောက်တဲ့သူတွေရောအေဂိုရိုခြံရှိကညနေဆောင်ရင်ဖြက်သွားဖြက်လာမလုပ်ရဲကြတော့ဘူးအဲ့လိုအေဂိုရိုခြံရှိကအသားစိမ့်တွေဖြက်သွားရင်တရဲကအသားငါးတွေကိုခိုးထားရောကြာလာတော့ဘယ်သူမှညနေဆောင်ရင်သူတို့ခြံရှိကိုဘယ်သူမှအသွားလာကမလုပ်ရဲတော့ဘူးအေဂိုလည်းအတော်လေးတော့စိတ်ညစ်နေရပြီသူမွေးထားတဲ့တရဲကကွင်းကြီးတရဲဆိုပြီးတော့နာမည်ကြီးနေပြီလေသူမွေးထားတဲ့တရဲကိုလည်းသူလည်းမနိုင်တော့ဘူးအဲ့တော့မိမဖြစ်သူနဲ့တိုင်ပင်ပြီးတရဲကိုဆရာခေါ်ပြီးမောင်းထုတ်မလို့တိုင်ပင်ကြည့်တော့ ရှင်ကလည်းမောင်းထုတ်တာတော့ဟုတ်ပါပြီ။ဆရာကတော်ယုံအောင်လဲဆရာနဲ့တော့မရတော့ဘူးထင်တယ်နော်။ပြီးတော့လဲဆရာကိုပြီးဖို့ပတ်စံကလည်းလိုသေးတယ်။အေးပါငါတို့စဘာတွေရောင်းပြီးရင်လဲလောက်ကြတာပေါ့ကွာ။ဒါလို့နဲ့သူတို့လင်မယားနှစ်ယောက်စဘာတွေကိုရောင်းပြီးတော့ပတ်စံကိုတေချာလေးတင်ထားပြီးတော့မန်နေဂျာရင်တခြားရာကနာမည်ကြီးနေတဲ့အထက်လဲဆရာဆရာလှရွှေအာသွားပေးမလို့တိုင်ပြင်ထားကြလေတော့တယ်။မနေ့ရောက်တော့ယောက်ျားကြီးယောက်ျားကြီးဘာတော့မမိမရ။ဘာတော့မလုံးနဲ့ရှင်ကျမတင်ထားတဲ့ပတ်စံတွေယူထားသေးလား။ဟော ငါကဘာလုပ်ရမှာတော့ပတ်စံယူပြီးမတည်ဘူးလေအခုကျမတိတ်နေတဲ့ပတ်စံတော့ကမရှိတော့ဘူးဟင်ဟုတ်ရဲ့လားဟာနင်းတိတ်နေတဲ့နေရာများမှားနေလားမှားမပါဘူးတော့နေပါဦးငါ channel လေတခိုးကမုံရဲပါဘူးအေးကိုတောက်ပြင်းပြင်းတစ်ချက်ခောက်ပြီးတော့ဟိုလူရဲ့လက်ချက်ပဲနေမယ်နေအောင်ရှင်ကလည်း तू ကပတ်စံခိုးပြီးတော့ဘာလုပ်ရမှာတော့ဘာလုပ်ရမလဲငါတို့ဆေးရကောင်းမယ်ဆိုတာကို तू သိနေလို့ပတ်စံကိုယူပြီးဖွက်ထားတာနေမှာပေါ့ ဒါဆိုရင်တော့ရှင်တစ်ခုခုကျမ်းပါအောင်အေးပါငါချော့ပြီးတော့တောင်းကြည့်ပါဦးမယ်မြန်မြန်တော့တောင်းပါရှင်အေးပါဟာသူမွေးထားတဲ့မဲကြီးကိုအေးကိုတရားအမျိုးမျိုးချော့မော်ပြီးတောင်းမှပတ်စံအထုတ်လိုက်ကိုစပားယုံဘေးကနေပြီးတော့ပြန်ရလေတော့တယ်ပတ်စံလည်းပြန်ရတော့ကိုအေးကိုတရားဆရာလှရွှေအားတွားရောက်ပြီးတော့ပင့်လေတော့တယ်ဆရာရောက်လာတော့ဖယားမီးတွေပူဇော်အမွေးတိုင်းနေထုံးပြီးတော့တရေအားခေါ်တော့တယ်ကွင်းကြီးရွာသားများလည်းလာပြီးဝိုင်းအောင်ကြည့်နေကြတော့ဗောသူတို့လည်းအရန်ကိုတိကျနေတဲ့ပုံပဲကွင်းကြီးတရေကိုအထက်လန်းဆရာကမိခဲ့တော့မောင်းထုတ်လိုက်လိမ့်မလဲဆိုတာခဏကြာတော့ တရဲကအေးကိုရဲ့မိမကိုဝင်ပူးလေတော့တယ်။ဟေးအခုရောက်လာတာဘသူလဲ။ဆရာကမေးလိုက်ခြင်းပဲဖြစ်တယ်။ငါမဲကြီးပဲ။ဘာလို့ခေါ်တာလဲငါကို။အတန်းကယောက်ျားကြီးတယောက်ရဲ့အတန်း။အေးမင်းကိုဒီချမ်းကအလိုမရှိတော့ဘူးကွ။အဲ့တော့မင်းဒီချမ်းနဲ့ဝေးရကိုသွားတော့ငါ့ကိုဘာလို့မောင်းထုတ်ရတာလဲ။ ။တခင်ဖြစ်သူအေးကိုကိုကြည့်ပြီးမေးတော့တယ်။အေးကိုကငါလဲမင်းကိုမောင်းမထုတ်ချင်ပါဘူးကွာ။ဒါပေမဲ့မင်းကိုလူတွေကအရန်ကြောက်နေပြီ။ငါတို့ channel ကိုလည်းဘယ်သူမှတော့မလာရဲတော့ဘူး။အဲ့ဒါကြောင့်မှနောက်ပြီးမင်းကကြက်တွေဘဲတွေကိုလည်းခိုးချင်တိုင်းခိုးနေတယ်။ဖြစ်ချင်တိုင်းလည်းဖြစ်။ငါလဲအရန်စိတ်ညစ်လာတာကွာ။မင်းသွားပါတော့နော်။ကိုကြီးကိုပြောပြီးမျက်ရည်တွေကျလာလေတော့တယ်ဆရာလှရွှေလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့သူလည်းစိတ်မကောင်းဖြစ်နေတော့တယ်တခင်ရဲ့ငါ့ကိုမောင်းမထုတ်ပါနဲ့နော်ငါဘသူ့ကိုမှလည်းအန်ရည်မပေးတော့ပါဘူးပြီးတော့လေငါ့မှာသွားเสียရနေเสียရလည်းမရှိပါဘူး မောင်းမထုတ်ပါနဲ့နော်မိမဖြစ်သူအာဝင်ပူးနေတဲ့တရေမဲကြီးကတချီဟီနဲ့ငိုနေတော့နေတော့တယ်လာကြည့်တဲ့သူတွေကလည်းကွင်းကြီးသားတွေလည်းစိတ်မကောင်းဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့တန်ရုံးစင်ကလည်းတော်တော်လေးကြီးနေပုံရတယ်အထလန်ဆီယာကိုလာရွှေကလည်းအီကိုအာမေးလိုက်လေတော့တယ်ကဲအီကိုဆီယာဘလို့လုတ်ပေးရမလဲမောင်းထုတ်ပေးရမလားနေနေနေပါအောင်ဆီယာရဲ့ကျွန်တော်သူ့ကိုတနာလို့ပါဟေးမင်းကဘလို့ဖြစ်ချင်တာလဲ တဆိုင်ဆိုင်နဲ့ငိုနေတော့မယ်မျိုးလုံးနေတော့ညီရဲနေပြီးငိုနေတာမပြီးတော့ဒီလိုလုပ်လို့မရဘူးလားဆရာရဲ့ဘယ်လိုလုပ်ချင်တာလဲပြောကြည့်လေကျွန်တော်သူ့ကိုမောင်းမထုတ်ရပါဘူးဆရာရဲ့သူ့ကိုမေးမိပါနောက်ဆိုသူများပစ္စည်းတွေကိုမခိုးဘူးကိုချန်တဲ့ကိုကျူးကျော်မလာပဲမချောက်ပါဘူးဆိုတဲ့ဂရီပေးပြီးတော့ဗိုက်ဆိုင်ရင်လည်းခိုးမစားဘူးကျွန်တော်တို့ထမင်းစားချိန်တိုင်းသူ့အတွက်ပို့ပြီးတော့ချက်ပေးပါမယ်လို့သူဂရီပေးရင်တော့ဒီမှာဆက်ပြီးတော့ပေးနေပါမယ်လို့နောက်ပြီးတော့အသားရင်မပါလဲစားရမယ်လို့ပြောပြပါဆရာရဲ့ဟေ့ကော မင်းကြားတယ်နော်သူပြောတာကိုဟုတ်ကဲ့ကျွန်တော်ကြားပါတယ်အေးအေးအေးမင်းကတိရောပေးလိုက်ပေးပါတယ်အတန်ကယောက်ျားအတန်ကြီးပြီးတော့အတန်ကအော်ကြီးနဲ့အေးမင်းကတိမတည်ရင်တော့ငါအဆုံမဆုံနဲ့နော်မင်းကျွတ်ချိန်တန်းတော့လဲကျွတ်မှာပေါ့ကွာကဲကဲဖះကတော့ပြီးတော့ပြန်တော့ရော့တစ္ဆာရီလေးတော့တောက်သွားတစ္ဆာရီတောက်ပြီးပြုံးရွှင်သောမျက်နှာနဲ့ပြန်ထွက်သွားလေတော့တယ်အေးကိုလည်းအခုမှစိတ်ချမ်းသာသွားလေတော့တယ်ကြည်နေတဲ့ရွာသူရွာသားများကလည်း ဝမ်းသာအားရနဲ့ပြန်သွားကြလေတော့တယ်ဇလန်းလေးကဒီမာရင်ပြီးဆုံးတော့ပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night